ေဖော်ဝါရီလခုနှစ်ရဲ့ Federal FA ရဲ့နေ့စဉ်တင်ပြကိုတင်ဆက်ပေးပါမယ်။ဒီနေ့တော့ရတိုတိုက်နယ်မှာဂျူပလီပွဲတော်ခန္ဓာချစ်ပါတဲ့တဲ့ငလီဘေးတိနေချေစစ်ကောက်စီကတခြားပွဲပြုလုပ်ဖို့ပြင်ဆင်နေတဲ့တဲ့ကယန်းဒေတာမှာဥပဒေထောက်ကူပြုရုပ်ချုပ်တဲ့ဖွေးပွဲပြုလုပ်တဲ့တဲ့တွေအပါအဝင် Federal FA ရဲ့နေ့စဉ်တင်ပြကိုကြားရမှာပါ။ KA ပြည်နယ်တောင်ကြီးမြို့နယ်ရတုတိုက်နယ်ရှိ ကြေးရတရာမှာ Jubilee ဘွဲ့တော်ခန္ဓာကိုပြီးခဲ့တဲ့ April 9ရက်နေ့ညနေ၄နာရီအချိန်ရတုဘဟုကျောင်းတိုက်မှာကျင်းပပြုလုပ်ခဲ့ပါတယ်အဆိုပါ Jubilee ဘွဲ့မှာကမောက်တောက်ထရှိကတိချင်းလဲဝါကာတိုင်နင်းဟဆက်ပြီရွှေစီ Jubilee ခရစ်တော်တက်တော်စင်လိုက်ကူ25နှစ်ပြည့်ဆွေစီဂျူဘလီ ဆရာတော်အိုက်ဆက်တနာယဟာ90နှစ်ပြည့်ဆွေစီကျူပလီနဲ့ဆရာတော်ဝါတော်50နှစ်ပြည့်ကျူပလီပွဲကို ပြုလုပ်ခဲ့ပါတယ်အခါနာမှာဖျားရှိခိုးတာကျေးစီထူတာယူရအကတ်တွင်နဲ့ကပြဖြိုဖြိုချပီးစူးစူးစူးပေါလူဦးရေတထောက်ကျော်တယောက်ခဲ့တယ်လို့တရားပီးဂျူပလီပွဲမချစ်ပါခင်မှာလဲဂျူပလီပွဲထိုင်မအနေနဲ့ ရတိုတိုက်နယ်တွင်ကြေးရွာ16ရွာထက်မှကြေးရွာ17ရွာကချစ်ကြည်ရေးဘလုံးပွဲချစ်ပခဲ့ကြပါတယ်။အင်အားပြင်းငလေးကြောင့်နိုင်ငံတော်လူတည်ဆုံးမှုတွေညံ့နေတဲ့အချိန်စစ်ကောင်စီကကစရေးကိုထိထိရရောက်မလုပ်ပေးပဲတခြားပွဲပြုလုပ်ဖို့ရကုံမှာပြည့်စင်နေတယ်လို့သိရပါတယ်။စုလေမြို့တော်ခမမှာတခြားမန္တာဆောက်လုပ်နေပြီး ငလေးချောင်းပြတူတွေဒုက္ခရောက်နေချိန်မှာတခြားပွဲဖြစ်တိုင်းမှာမဟုတ်ဘူးလို့ဧပြီလ၁ရက်နေ့တော့ကထုတ်ပြထားပြီးတော့နေ့ရှိငလေးတာပြေးထားခစားခဲ့ရတဲ့စကိုင်းမတလေးမှာငလေးလုတ်ခပ်ပြီးဆယ်ရက်ကြာတဲ့အထိကဆယ်ရွေတွေဆက်လုံးနေရဆဲဖြစ်ပါတယ်အလားတူစီကောက်စီက2025ခုနှစ်ဒီဇင်ဘာလမှာ ကျပဖို့ရထားတဲ့ရွေးကောက်ပွဲလဲအပြောင်းလဲရှိမှာမဟုတ်ဘူးလို့ပြီးခဲ့တဲ့ဧပြီလ၃ရက်နေ့နဲ့၄ရက်နေ့မှာထားနိုင်ငံမှာကျပတဲ့ပီကလာပီလေအော်ဒေတာနိုင်ငံများနှစ်ပညာနဲ့စီးပွားရေးပူပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေးတက်ရောက်ဖို့ထားနိုင်ငံကိုရရှိချိန်မှာပြောကြားခဲ့တယ်လို့သိရပါတယ်။ငလင်ကျောင်းနိုင်ငံအတွဲတည်ဆုပ်သူ၃၄၅၅ဦးထိခိုက်ဒဏ်ရာရသူ 4840ဦးနဲ့ပျောက်ဆုံးသူ214ဦးရှိတယ်လို့စီကောက်စီကဧပြီလ9ရက်နေ့မှာထုတ်ပြန်ထားပြီးဒီနေ့နှစ်တိကုတကြကဧပြီလ12ရက်နေ့မှာခြားရောက်မှာဖြစ်ပြီးတိုင်ရီတာလင်းနဲ့ကိုင်အဖွဲ့တချို့ကတော့နိုင်ငံအတွင်းကြုံတွေ့နေရတဲ့ငလီပေကြောင့်တူတူရဲ့ထိတ်ချုံနေမြင်မှာတကြပွဲကိုဖျက်တိုက်ထားပါတယ်။ချပ်ပြင်းတဲ့တော့ပိုင်းဖေခုံမြို့နယ် အလေကယံအုပ်စုတနေရာမှာ25ချိန်မြောက်ကယံအမျိုးတနစ်ကိုကျူဆွချင်းတဲ့အတူဥပဒေအထောက်အကူပြုရုပ်ချုပ်တိဖွဲ့ဖွဲ့ကိုဒီနေ့ဧပြီလ9ရက်နေ့မနေ့ပိုင်းမှာဒုဥယေတရားကျွန်းနဲ့ပြုလုပ်ခဲ့ပါတယ်အစပါဥပဒေအထောက်အကူပြုရုပ်ချုပ်မှာကယံအမျိုးသားစီလုံးညီညွတ်ရေးအတွက်ကယံလဟွိကခေါမျိုးနွယ်စုကယံလထာမျိုးနွယ်စု ကရကငာရေဘောမြွနွစုကရကဲ့တော်မြွနွစုတို့အတွက်ယုတ်ခတိတိသာရှိထားတယ်လို့သိရပါတယ်။ဒါ့အပြင်ကရပြည်နယ်ဘောထွန်းရဲ့အတွက်မြွနွစုလေးစုနဲ့တောလာတကြိတ်တွဲဆုပ်ကလွတ်တော်တတာဆွေးနွေးကြပြီးမြွနွစုတစုကို15ဦးတမထားပြီးတော့တောလာတကြိတ်ဆွေးနွေးခဲ့ကြတယ်လို့ကရရှိနေအတေအကထား ဥမတီနိုကဖက်ဒရယ်အဖက်ကိုပြောပါတယ်။ကရားပြည်နယ်ဖော်ဆော်ရေးအစည်းအဝေးမှာကရားမြို့နယ်စုအပြည်ကယောဒီဘာအင်တာချာလူမျိုးစုထက်ကကိုယ်စားလှယ်တွေလည်းပါဝင်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ဒီနေ့ဧပြီလ9ရက်ဖက်ဒရယ်အဖက်ရဲ့နေ့စဉ်တွင်တွေကိုကြားခဲ့ရတာပါ။ကျွန်တော်ဒီဖို့ပါခင်ဗျာ။ Federal FM.